ကအလုတ်ခွင်နဲ့ရောက်ပြီးွားတော့မှအလုတ်ကိုလုံနေရင်းနဲ့အအဆင်မပြေတော့တာအခြားအရာတွေကတော့အကုန်လုံးအဆင်ပြေတယ်လားစာတွေလည်းကောင်းပါတယ်ရာထူးတွေလည်းကောင်းတယ်သို့တော်တင်လုပ်ငန်းခွင်နဲ့ကိုနမအဆောက်လူမျိုးဖြစ်နေတာမျိုးတွေလုပ်ငန်းရှင်အနေနဲ့ဆိုလို့ရှိရင်လည်းအကိုကိုရဲ့အလုတ်ခွင်ထဲမှာရှိနေတဲ့ဝန်ထမ်းတွေနဲ့အဆင်မပြေတာဝန်ထမ်းတွေကိုစိတ်တိုင်းမကြတာပြီးွားရင်တော်တဲ့ဝန်ထမ်းတွေကမကြခဏထွက်သွားတာမျိုးတွေကောင်းတဲ့ဝန်ထမ်းတွေကိုရှာခတ်ခဲတာဒီလိုမျိုးပြဿနာတွေအတွက်ကိုလိုင်းဒီနေ့ဗီဒီယိုလေးကနေပြီးတော့အရှာအကြောင်းမျိုးမျှဝေပေးတော့ าဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာလည်းအပိုင်း၃ပိုင်းခွဲထားတယ်ပထမအဆုံးတစ်ပိုင်းအားကြတော့ ဒီလုပ်ငန်းခွင်တစ်ခုမှာနိုင်လို့ရှိထားတဲ့ post-it ကာချာတစ်ခုဘယ်လိုတည်ဆောက်ရမလဲဆိုတာရယ်ဒုတိယတစ်ပိုင်းကကြတော့အကာချာတစ်ခုဖြစ်ဖို့အတွက်ဆိုရင်ဘယ်ကအရေးကြီးလဲဆိုတဲ့အကြောင်း value ဆိုတဲ့အကြောင်းရယ်နံပါတ်3အနေနဲ့ဆိုလို့ရှိရင်တော့ဒီလုပ်ငန်းရှင်တွေရဲ့အမြင်ဘက်ကနေပြီးတော့ဒီကုမ္ပဏီရဲ့ကာချာနဲ့ values ကိုဘယ်လိုကြည့်မလဲဝန်ထမ်းတွေရဲ့ဘက်ကနေပြီးဆိုလို့ရှိရင်ရောကုမ္ပဏီရဲ့ကာချာနဲ့ values ကိုဘယ်လိုကြည့်မလဲဆိုပြီးတော့နိုင်အပိုင်း3ပိုင်းနဲ့ခွဲပြီးတော့ဗောနော်ဒီနေ့ဗီဒီယိုလေးမှာပြပြပေးမှာဖြစ်တယ်ပထမအဆုံးအနေနဲ့ဆိုလို့ရှိရင်နိုင်လို့ဗောနော်ဒီကုမ္ပဏီတစ်ခု ုကိုဝင်လာပြီဆိုလို့ရှိရင်နိုင်တို့မှာအအများဆုံးကတော့ဒါလာစာဆိုတာရှိမယ်ရာသူဆိုတာရှိမယ်ပြီးရင်ကိုယ့်ရဲ့လုပ်ပိုင်ခွင့် employer မျိုးတွေသို့မဟုတ် authority တခုခုရနေရမျိုးရှိနိုင်တယ်သို့တော့နိုင်တို့ကအကုန်လုံးပြည့်ပြည့်စုံနေပါရဲ့နဲ့ဒီလိုငန်းခွင့်မှာဘာလို့မပြောတာမျိုးလဲ ဒီလုပ်ငန်းခွင်ရနဲ့ဘာလို့ထွက်ချင်နေရမျိုးလဲဆိုလို့ရှိရင်တော့ లైన్ တို့မှာဖြစ်နိုင်တဲ့အကြောင်းအရာတွေကတော့ကာကာချာဆိုတဲ့ဒီလုပ်ငန်းခွင်ထဲမှာရှိရဲအလုပ်လုပ်နေကြတဲ့သူတွေရဲ့ပုံစံနေပြီးွားရင်သူတို့ရဲ့ပြုမှုနေထိုင်တဲ့ပုံစံအလုပ်လုပ်တဲ့ပုံစံအဲသူတို့ဘလို့နေလဲဘလို့ပြောလဲဒီဟာတွေကကိုနဲ့အဝင်ခွင်ချက်မဖြစ်တဲ့အခါမျိုးမှာဆိုရင် లైన్ တို့ဖြစ်တတ်တယ်ပေါ့နော်ဒါကဝန်ထမ်းတွေဘက်ကကြည့်မယ်ဆိုရင်အာဒီလုပ်ရှင်တွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်လည်းကိုယ့်လုပ်ငန်းထဲမှာကိုယ်ဖြစ်စေခြင်းနဲ့ working culture တစ်ခုမရှိနေတာ ဒီ working culture ကောင်းတဲ့ culture တခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတာမသိရမျိုးတွေလည်းနိုင်လို့ရှိတတ်တယ်။အဲ့တော့ working culture တခုကိုနိုင်လို့တည်ဆောက်တော့မယ်ဆိုလို့ရှိရင်တော့ကြတော့ဒီ culture ဆိုရဲ့အသေးပေကိုအရင်ပြောပြမယ်ပေါ့နော်။ Nano culture ဆိုတဲ့အသေးပေကကြတော့လုပ်ငန်းအဖွဲ့အစည်းတခုရှိမယ်ပေါ့။အာကိုလုပ်ငန်းကတည်တည်ကြည်ကြည်ဘယ်လိုပဲဖြစ်ဖြစ်ဒီလုပ်ငန်းခွင်ထဲမှာဘယ်လိုစိတ်နေစိတ်ထားနဲ့အလုပ်လုပ်မလဲအလုပ်ပေါ်မှာထားတဲ့အလုပ်ခံယူချက်တွေပြဿနာတခုကိုမြင်နေဆိုရင်ဘယ်လိုမျိုးတွေးလဲလူအများဆုံးကပြဿနာအလုပ်ခွင်ထဲမှာမြင်ရင် အပြစ်ရှာတာတွေရှိမယ်ပြီးရင်အခြားသူကို အပြစ်အဲအထိုးချတာမျိုးတွေဒါမဟုတ်ရင်ပေါ့နော်ဒါမကောင်းတဲ့ပေါ့ positive culture မဟုတ်တဲ့ဟာမျိုးတွေရှိတတ်တယ်ပေါ့နော်ဒီလိုဆိုတဲ့ခါကျတော့ပြဿနာကိုဘယ်လိုမြင်လဲဆိုတာရှိမယ်ပြီးွားလို့ရှိရင်နိုင်တို့ဒီအလုပ်အပေါ်မှာအဲတခုခုဒီ challenge တွေရှိလာမျိုးတွေ risk ယူရတာမျိုးတွေဆိုလို့ရှိရင်အနိုင်တော့ဘယ်လိုမြင်လဲပေါ့နော်အဲ့ဟာတွေကဇာတော့နိုင်တော့လုံးလုံးနေတဲ့ company အဖွဲ့အစည်းတွေရဲ့ကာချာလို့ခေါ်တယ်တချို့ company အဖွဲ့အစည်းတွေမှာဆိုလို့ရှိရင်အလုံးနဲ့ဒီအလုပ်ခွင်ထဲမှာဆိုလို့ရှိရင်အတင်းလုံးဝမပြောပါဘူးဆိုတော့ rules တတ်မှတ်ထားတာရှိတယ်ဒါကလည်းတို့ကာချာတစ်ခုတိစောက်ထားတာပဲနောက်တစ်ခုတချို့ company မှာဆိုလို့ရှိရင်အလုပ်အကြောင်းကို ငင်းညူတယ်ဆိုတာမရှိဘူးအလုံးနဲ့ပတ်သက်လာလို့ရှိရင်တို့ကအမြဲတမ်းတက်ကြွလက်ကြွနဲ့အဒီအဖွဲစည်းထဲမှာအလုံးလုံးနေရတာဟိုကတို့တက်ပြောရွှင်နေတယ်တယောက်နဲ့တယောက်စီလုံးညညမှုရှိတယ်အဲတယောက်ကိုတယောက်အကြံပေးတာမျိုးကုညီဖေးမာတာမျိုးတွေရှိတယ်အဲကောင်းတဲ့ဘက်ကအမြင်နေနဲ့ကြည့်တယ်ဒါကဘာလဲဆိုလို့ရှိရင်ဒါက culture လို့ခေါ်တယ် positive culture လို့လည်းခေါ်တယ်အဖွဲစည်းတွေထဲမှာရှိရယ် positive culture ချို့တွေကြလို့ရှိရင်ဒီကချော်တစ်ခုကအကိုနဲ့မကိုက်ညီတဲ့အခါမျိုးမှာဆိုလို့ရှိရင်လိုင်းတို့ပေါ့နော်ကိုကအဲ့နေရာမှာဘလို့ပဲအကောင်းကောင်းမွန်မွန်နေရနေရအဲ့ဒီနေရာမှာနေချင်တာမျိုးတွေလည်းမရှိတော့ဘူးပြီးတော့လည်းအဘလို့မှအဆင်မပြေဘူးပေါ့နော်ကိုနဲ့မကိုက်ညီဘူးနေအလိုအလုပ်သွားတိုင်းမှာကိုကစိတ်သက်တည်ကြနေရ energy တွေမရှိနေဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါကကိုနေထိုင်ခြင်းနဲ့ ပအဝင်းကျင်တခုမဟုတ်တာပေါ့နော်။နှိုင်းတို့အလုပ်ဆိုတာကလည်းပြောရမယ်ဆိုလို့ရှိရင်နှိုင်းတို့ရဲ့ဒီတရက်မှာအချိန်24နာရီရှင်ငါတို့အလိုက်တို့အလုပ်ခွင်ထဲမှာပေါ့နော်။၈နာရီကနေ9နာရီအဲ၈နာရီဆိုတာမဟုတ်အနည်းဆုံး9နာရီကနေ10နာရီဝင်းကျင်လောက်နှိုင်းတို့အလုပ်ထဲမှာအကုန်ဆုံးရတယ်။တချို့ OT ရှိတဲ့သူတွေဆိုလို့ရှိရင်လည်းဒီထက်အချိန်ပိုများတာမျိုးလည်းရှိနိုင်တယ်ပေါ့နော်။ဆိုတဲ့အခါကျတော့နှိုင်းတို့တင်ရက်တာလုံးရဲ့သုံးဖို့ပုံတပုံကျော်လောက်ကအလုပ်ထဲမှာနေရတယ်။အဲ့တော့ကိုနေနေရတဲ့ပအဝင်းကျင်ကအာကိုရဲ့ဒီတန်ဖိုးထားမှုတွေဒီပအဝင်းကျင်ကကိုနဲ့မကိုက်ညီတော့ ဲ့အခါကြလို့ရှိရင်အဲဒီပတ်ဝန်းကျင်မှာနိုင်လို့အလုံးမလုံးချင်တော့တာမျိုးတွေပြီးွားရင်ဒီပတ်ဝန်းကျင်ကိုထဲမှာရှိနေတဲ့သူတွေနဲ့အဆင်မပြေတော့တာမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ဒါဖြစ်တတ်တဲ့သဘာဝဒါ positive culture မရှိတဲ့အခါမှာပေါ့နော်ဆိုတော့လိုင်းပထမအဦးဆုံး culture ဆိုတဲ့အကြောင်းကိုနိုင်ရှင်းပြပေးပြီးွားရပေါ့နော်အဲ့တော့ဒီ culture ကြီးဖြစ်လာပေါ့နိုင်လို့ဘယ်ပုံမှာမူတည်ရလဲပေါ့နော်ဘလို့တည်ဆောက်ရတာလဲပေါ့အဲ့ဒါကြောင့်လည်းတော့ values လို့ခေါ်တဲ့ လှိုင်းလို့ရဒီတံမိုးထားမှုတွေရှိရပေါ့နော်ဥမာတယောက်နဲ့တယောက်သူကျမတူမယ်အဲ့တော့တယောက်တူကျမတူမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအခွဲစည်းထဲမှာတံမိုးထားမှုပေါ်မှာမူတည်ပြီးတော့သူကကာချာကိုတိဆောက်ထားတာ ။ဥပမာဆိုလို့ရှိရင် like value ဆိုတဲ့အကြောင်းကိုတခြားလေးမြင်သာပြောရမယ်ဆိုလို့ရှိရင်နှိုင်းတို့ဒီအဖွဲ့အစည်းမှာအလုံးလုံးနေတာဘာအတွက်အလုံးလုံးနေရလဲ။ဘာကိုတန်မိုးထားပြီးလုပ်နေရလဲ။ဒီတန်မိုးထားမှုကနေပြီးတော့ဗောနော်နှိုင်းတို့ကယုံကြည်မှုတွေပြီးရင် principle လို့ခေါ်တဲ့ဒီကိုကိုဥပဒေသားရဲ့သတ်မှတ်ထားတဲ့ဒီ company မှာဆိုတော့ဒီလိုပဲဆက်ဆံနေဒီလိုပဲနေတယ်ဒီလိုပဲလုပ်ကိုင်နေဆိုတော့ဒီ principle လို့ခေါ်တဲ့ဥပဒေသားတွေဆိုတာရှိရဒီတမိုးထားမှုကနေပြီးရရက်တည်နေတဲ့အရာတွေရှိရအဲ့ဒီ value ဆိုတာက ဝန်ထမ်းနေပဲလိုက်နာအောင်မဟုတ်ဘူးဝန်ထမ်းနေအပြင်ဟိုမှာမှာ customer တွေကိုလည်းကိုကဒီလို values အတိုင်းပဲဆက်ဆံပေးရမယ် stakeholders တွေပဲဖြစ်ဖြစ်နိုင်လို့ဒီ society ဒီ company နဲ့ဆက်ဆက်နေတဲ့အပြင် society တခုလုံးမှာလည်းဒီ values နဲ့ပဲသွားတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တန်မိုးထားမှုပေါ့နော်အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်ငါတို့ဒီတန်မိုးထားမှုကိုဘယ်လိုရှာမလဲပေါ့နော်အဲ့တော့တန်မိုးထားမှုကိုရှာတဲ့အခါမှာဆိုလို့ရှိရင်လိုင်းဒီဥပမာလေးနေလည်းပြောပြပေးမယ်နောက်တစ်ခုကဒီ perspective ပေါ့နော်မတူညီတဲ့ perspective ကလည်းပြောပြပေးမယ်ဝန်ထမ်းအနေနဲ့ဆိုရင်ဘယ်လိုမျို ို values ကိုရှာဖို့လိုပြီးတော့အာဒီအလုပ်ရှင်တွေအနေနဲ့ဆိုရင်လုပ်ငန်းရှင်တွေဒီဥဆောင်နေသူအနေနဲ့ဆိုရင်ဒီ values ကိုဘယ်လိုမျိုးတည်ဆောက်ရမလဲဆိုတော့အောက်လိုက်ပြောပြမယ်ပေါ့နော်အဲ့တော့ပထမဆုံးတိုင်းလုပ်ငန်းရှင်အနေနဲ့ပြောပြပေးမယ်အလုပ်ငန်းရှင်အနေနဲ့ဆိုလဲကိုယ်တိုင်းလေ့လာလို့ရတယ်ကိုယ့်ရဲ့လုပ်ငန်းမှာကိုယ့်ရဲ့လုပ်ငန်းအနာဂတ်အတွက်အရေးကြီးဆုံးနဲ့တတ်မိုးထားရတယ်ဒီအရာအတွက်ငါတို့ကရက်တည်နေရဆိုတော့ အရာဘာဖြစ်မလဲဆိုတော့မေးခွန်းကိုကိုယ့်ကိုပြန်ပြီးရောမေးဖို့လိုတယ်။ဥပမာနည်းနဲ့ပြောပြပေးမယ်။ကတကဲကမ္ဘာကျော် brands တွေဖြစ်တဲ့ဒီ Apple ရဲ့ value ဆိုလို့ရှိရင်သူက think different သူက innovation ဖြစ်ရမယ်ပြီးတော့သူက simplicity အားဒါတွေကိုသူကတန်မှုထားတယ်။အဲ့ဒီမှာမှာဒီအခြားတန်မှုထားတဲ့ຢာရည်တွေရှိသေးတယ်။အဲ့လိုမျိုးပဲ Airbnb ဆိုတာကြားဖို့လိမ့်မယ်။ Airbnb ဆိုလို့ရှိရင်လည်းသူရဲ့ values ကပြီးရော host post တယောက်နေနဲ့သူကအာဒီသူ့ရဲ့ value စတင်ဖို့ထားမှုရှိကိုကဲဆိုလို့ရှိရင်လည်းကိုကဲကဒီ innovation ဖြစ်ရမယ်ဒီ AI နဲ့ပတ်သက်တဲ့ဒီ values တွေရှိတယ်ဒါတွေလိုင်းလို့ဒီလေ့လာလို့ရတယ်ပေါ့နော်အာကိုတိုင်းဒီ values တစ်ခုကိုဘယ်လိုသတ်မှတ်ရမလဲမသိတဲ့ခါကြလို့ရှိရင်လည်းအာကိုကိုရဲ့ company အနာဂတ်အမြင်နဲ့အဲပြီးွားလို့ရှိရင်တကယ်ကဘာကျော်ဒီ brand တွေရဲ့ values အမြင်တွေကဘယ်လိုမျိုးသူကထားပြီးတော့မှလက်ရှိမှာဘယ်လိုအခြေအနေနဲ့လုပ်နေလဲဆိုတာကိုလည်းဒါလုပ်ငန်းရှင်တွေအနေနဲ့ပေါ့နော်လေ့လာလို့ရတယ်အာလိုင်းရတော့ ော့မြင်တာပြောရမယ်ဆိုလို့ရှိရင်တော့ကုန်လုပ်ငန်းအနာဂတ်ပေါ်မှာမူတည်ပြီးတော့တော့မှာ lain တို့ဘယ်အရာတွေကအရေးကြီးလဲဘယ်အရာအတွက်ငါတို့တွေကရက်တည်နေကြတာလဲအဲ့ဒီအရာတွေကငါတို့အလုံးငါတို့ရဲ့ဒီရီမန်းချက်ပန်းတိုင်းကိုသွားလို့ရှိရင်ငါတို့ဘလို့ပုံစံနဲ့သွားမလဲဆိုတာကိုပြောတာပေါ့နော် values ကကြတော့အာငါတို့မှာရီမန်းချက်တွေရှိတယ်ဒီပန်းတိုင်းကိုသွားမယ်ဒါပေမဲ့သွားရင်ငါတို့ဘလို့သွားမှာလဲပေါ့နော်ဒီ values တွေငါတို့ဒီရည်တည်ချက်တွေနဲ့သွားမယ်ဆိုတဲ့ဟာမျိုးပေါ့တချို့နေရာတွေမှာဆိုလို့ရှိရင် move first အလုပ်လုပ်ရင်လည်းလုပ်ဆိုတဲ့ဟာမျိုးတွေရှိတယ်။တချို့ကကြတော့ customer first အဲ customer first ဆိုလို့ရှိရင် customer အရေးကြီးတယ်တချို့နေရာမှာကြာတော့တို့ကဒီတို့ရဲ့ values ကိုကဒါလူတိုင်းအအသုံးပြုနိုင်ရမယ် Microsoft ဆိုလို့ရှိရင်လည်းသူ trustworthy computing ဒါသူ computer နဲ့ပတ်သက်ရင်တို့ကလုံးဝယုံကြည်စိတ်ချစရာကောင်းနေဆိုတဲ့ဒီတန်မိုးထားမှုနဲ့တို့ကအလုပ်လုပ်တယ် brand တစ်ခုနဲ့တစ်ခုမှာတို့ရဲ့ဒီ values တွေအမတူဘူးပေါ့အဲ့တော့ကိုကလုပ်ငန်းရှင်အနေနဲ့ဆိုလို့ရှိရင်တော့ကိုလုပ်ငန်းမှာဘယ်အရာကိုတန်မိုးထားမှာလဲ အာ group mindset ရှိတဲ့သူတွေနဲ့ပဲ line တို့ကဒီရှေ့ဆက်သွားမှာလားအဲ့ဒါဆိုလို့ရှိရင် line တို့ interview ကလေးက group mindset ရှိလားမရှိလား line တို့က culture fit ဖြစ်မဖြစ်ကို line တို့တစ်ခါလဲစမ်းစစ်ပြီးတော့အာမေးခွန်းတွေမေးလို့ရတယ်ပေါ့နော် culture fit question တွေမေးလို့ရတယ်ဒါ share view အရဆိုလို့ရှိရင် performance appraisal တွေလုပ်တော့မယ်ဒါဆိုလို့ရှိရင် line တို့သတ်မှတ်ထားတဲ့ values နဲ့ဥပမာ line တို့ရဲ့ values က integrity ရှိရမယ်ဒီသမားသမဲကြရမယ်ပေါ့နော်ဒီပြောရင်ပြောတဲ့အတိုင်းလုပ်ရမယ်အဲ့လိုဟာမျိုးပြောထားတယ်ဒါဆိုရင်လည်း performance appraisal လုပ်တဲ့အခါမှာဒီဝန်ကြီးကအလုပ်လုပ်ရင်တကယ် integrity ရှိလားဒီ ီချက်တွေကိုလည်းတော့ထည့်ပြီးတော့ဒီ values နဲ့ဒီ HR perspective နဲ့ပေါ့နော်တခါတည်းဒီပေါင်းပြီးတော့မှလည်းတော့အဲလက်တွေလုပ်ငန်းခွင်ထဲမှာလည်းတော့ဒီ culture တစ်ခုတည်ဆောက်တာပေါ့နော်အဲ့လိုမျိုးအနေနဲ့တည်ဆောက်လို့ရတယ် training နဲ့ development ဘိုင်းမှာဆိုတော့အဲ့လိုမျိုးပဲအာလည်းတော့ team work ရှိရမယ်ဆိုတော့ culture ပေါ့နော်ဒီတစ်ခုကလည်းတည်ဆောက်ချင်တယ်လည်းတော့ values ကလည်း team work နဲ့သွားမယ်ပေါ့နော်အားလုံး ဒါအအတင်းဖွဲစိတ်တန်နဲ့နိုင်လို့သွားမယ်ဒါပေမဲ့ तू training နဲ့ development လုပ်တဲ့အခါမှာ तू collaboration ဒီ collaboration လုပ်ရလားအကုန်အားလုံးနဲ့ပူးပေါင်းဆောင်ရွက်တာမျိုးရှိရလားဆိုပြီးတော့ online values နဲ့ပြန်နေကိုက်ညီလားမကိုက်ညီလားကိုစစ်ဆေးလို့ရတယ် employee engagement လို့ခေါ်တယ်ပေါ့နော် engagement ဆိုတာပြောရမယ်ဆိုရင်လုပ်ငန်းဒီဝန်ထမ်းနဲ့လုပ်ငန်းနဲ့ကြားထဲမှာတသားတဲ့ကြားလားမကြားလား engage ဖြစ်မဖြစ်ပေါ့စစ်ဆေးတဲ့အပိုင်းပေါ့နော်အဲ့တော့အဲ့လိုမျိုးဆိုလို့ရှိရင် online တို့ကဒီဝန်ထမ်းကသတ်မှတ်ထားတဲ့ values တွေနဲ့ engage ဖြစ်ရလား အာဒီ cover loose နဲ့နေတဲ့ဝန်ထမ်းနေဆိုလို့ရှိရင်နိုင်တော့အတိမတ်ပြုတ်ပေးတာမျိုးသူ့ကိုဂုံပြုတ်ပေးတာတချို့ဆိုရှိရလေ man of the employee ဆိုပြီးပေးတာရရှိရဒါတွေကလည်းဗာလဲဆိုလို့ရှိရင်နိုင်တော့ရဲ့ values အတိုင်းနေတဲ့ဝန်ထမ်းတွေကိုနိုင်တော့အတိမတ်ပြုတ်ပေးရဒီလိုနီးနေနိုင်တော့ပထမအဆုံးအစ်စ်မှာပြောခဲ့တဲ့ culture တစ်ခုကိုတိစောက်သွားတာပေါ့နော်ဒါကတော့လုပ်ငန်းရှင်တွေဘက်ကနေကြည့်ရပေါ့ဟုတ်ပြီဒါဆိုရင်ဒီဝန်ထမ်းတွေဘက်ကကြည့်မယ်ဒါဆိုဝန်ထမ်းအနေနဲ့ဆိုရင်ရောကို values နဲ့ kait မ kait ဘယ်လိုအဖွဲ့အစည်းကိုယူရမလဲဒါကတော့နိုင်တော့အလုပ်ဝင်ပြီဆိုတာနဲ့ဒါလေ့လာလို့ရတယ် ဗျူးမှာလည်းလေ့လာလို့ရတယ်အလုပ်ဒီခေါ်စာတွေမှာလည်းမင်းတို့လေ့လာလို့ရတယ်သူတို့အလုပ်ခေါ်စာကိုဘယ်လိုကြုံညာလဲအလုပ်အင်တာဗျူးကိုဘယ်လိုချိန်လဲပြီးွားလို့ရှိရင်မင်းတို့ကဒီအလုပ်ခွင်ထဲမှာပထမအဆုံးဒီအစမ်းခန်းကာလလောက်ရတဲ့အချိန်မှာကိုလေ့လာလို့ရတယ်ပြီးတော့သူအဲ့ဒီ orientation မှာတွေကသူတို့ရဲ့တန်ဖိုးထားမှုတွေကပါပြီးရင်အလုပ်ခွင်ထဲမှာအလုပ်လုပ်နေတဲ့သူတွေကဘယ်လိုပုံစံနဲ့လုပ်နေကြလဲဒါတွေကကိုယ်တိုင်သွားပြီးအလုပ်လုပ်တဲ့ အခါကြလို့ရှိရင်လည်းဒါကတွေ့ပြီးတော့လေ့လာလို့ရတဲ့အရာတွေဖြစ်တယ်။အုံလုပ်တဲ့ဒီဝန်ထမ်းတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ values နဲ့ပတ်သက်ရင်တော့ကိုယ်တိုင် change လို့တော့မရဘူး။ဘာကြောင့်လဲဆိုတော့ company ရဲ့အဆုံးဖြတ်ကကိုယ့်စီမှာမရှိဘူးဆိုရင်တေချာပေါက်ကတော့ line လို့ဒီကိုယ့်အဖွဲ့အစည်းပေါ်မှာအများကြီးမူတည်ရတဲ့အတွက်ကြောင့်မလို့ကိုယ်နဲ့ kait ညီတဲ့ values ညီတဲ့အဖွဲ့အစည်းတွေမှာပဲ line လို့အနာဂတ်အတွက်ကိုရင်းနှီးမြှုပ်နှံဖို့အတွက်တော့ဒါရေရှည်ပေါ့နော်အလုပ်လုပ်ချင်တဲ့ဝန်ထမ်းတွေအတွက်ကို line အဲဒီလိုမျိုးလေဒီ စင်စာကြည့်လို့ရတယ်ဆိုတာမျိုးလေးလိုင်းပြောချင်တာပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်လိုင်းတို့အလုပ်လုပ်တဲ့အခါမှာဆိုရင်ဝန်ထမ်းတွေအနေနဲ့ရောအလုပ်လုပ်မယ်ဆိုရင်ဒီကုမ္ပဏီမှာရေရှည်လုပ်တင်လားမလုပ်တင်လားဘယ်လိုဆုံးဖြတ်ရမလဲပထမအဆုံးပြောခဲ့တဲ့လိုမျိုးဒီကုမ္ပဏီမှာ positive culture အနေနဲ့ရှိလားပြီးတော့သူတို့ရဲ့ values တွေကဘာလဲကိုယ့်ရဲ့ values နဲ့ကိုင်းညီလားကုမ္ပဏီမှာအလုပ်လုပ်ရတာကိုယ့်အတွက်ဘယ်လိုခံစားရလဲဒီကုမ္ပဏီမှာငါရေရှည်တာအလုပ်လုပ်မယ်ဆိုလို့ရှိရင်ရောဘယ်လိုမျိုးအတွေ့နဲ့ဘယ်လိုမျိုးရည်တည်ချက်နဲ့ငါရဲ့အနာဂတ်ကဘယ်လိုမျိုးဖြစ်လာနိုင်မလဲဆို ာမျိုးစဉ်းစားပြီးတော့မှနိုင်တော့အရေရှည်လုတ်တဲ့မလုတ်တဲ့ကိုလည်းရွေးချယ်လို့ရတယ်အဲဒါကတော့ဝန်ထမ်းတွေဘက်ကအပိုင်းပေါ့နော် ဟုတ်ပြီဒါဆိုလို့ရှိရင်လုပ်ငန်းရှင်ဘက်ကဖြူးကိုလည်းလိုင်းပြောပြသွားပြီဝန်ထမ်းတွေဘက်ကဖြူးကိုလည်းပြောပြပြီးသွားပြီပြီးတော့ဒီအလုပ်ခွင်ထဲမှာဘယ်လိုမျိုးဒီ culture တခုအာဒီကောင်းကောင်းဒီတိဆောက်ထားမလဲအဲ့ culture တွေက values ကလာတယ်ဆိုတဲ့အကြောင်းလည်းလိုင်းပြောခဲ့တယ်အဲ့လိုဆိုတော့ဒီ video ကြည့်ပြီးသွားတော့အာဘယ်လိုမျိုးအသွေးလေးရလဲတကယ်လို့ဒီ video ကြည့်နေတဲ့သူကလုပ်ငန်းရှင်ဆိုလို့ရှိရင်ရောကိုယ့်လုပ်ငန်းထဲမှာအသုံးချဖို့တော့ဘယ်လို idea တွေရသွားလဲတကယ်လို့ဝန်ထမ်းတွေဆိုလို့ရှိရင်ရောကိုကဘယ်လိုမျိုးရွေးချယ်မလဲ ဒီຢာလေးကိုလိုက်အောင် comment တွေမှာအတွေ့အမြင်တင်ရသွားတာလေးတွေကို share ပေးခဲ့ပါအောင်။လိုက်ရ YouTube video လေးတွေကိုတပတ်တစ်ပုတ်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့လိုက်ရ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့လို့ရပါတယ်။ Asia နဲ့ပတ်သက်ပြီးရောဒီထပ်ပို့ပြီးရောအသေးစိတ်လေ့လာခြင်းနဲ့ဆိုလို့ရှိရင်လည်း line Asia course လေးလည်းရှိတယ်။ဒါစိတ်ဝင်စားရတဲ့သူဆိုလို့ရှိရင်တော့အာလိုက်ကိုဒီ comment မှာပြောခဲ့လို့ရရဲ့လိုက်ပြန်ပြီးရောဘယ်လိုမျိုးလေ့လာရမလဲဆိုတာလေးကိုပြန်ပြီးပြောပေးပါမယ်။ဒီလိုလေးအဆုံးထိကြည့်ပြီးရတဲ့ကြောင့်မလို့ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်။